စစ်တကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ရခိုင်ကားမြို့နယ်တွေကိုလေချောင်းရှေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်လာနေပါတယ်။ကိခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ စတင်ဘာလ28ရက်နေ့ည7:00နာရီကျော်ချိန်ကစပြီးရခိုင်ပြည်တန်တွဲမြို့ပဒေကောရော်ရဲ့အနောက်ဘက်တောင်ကျောကိုစစ်တပ်ကလေကြောင်းကနေနှစ်ကျင်းဆက်တိုက်ဘုံလာရောက်ကျေးချခဲ့ပြီးစစ်တပ်ရဲ့နေပြည်တော်နေလေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဇက်တိုက်ရှိနေတယ်လို့တန်တွဲဒေသခံတွေစီကသိရပါတယ်။ အခုလိုစစ်တပ်ကညအချိန်မတော်လေကြောင်းကနေလာရောက်ဘုံကျင်းနေတဲ့အပြင်နေပြည်ကနေပါလက်နက်ကြီးပစ်ခတ်နေတာတွေကြောင့်ဒေသခံတွေကြားစိုးရင်ကြောက်လန့်နေကြပြီးဘေးလွတ်ရာကိုတိမ်းရှောင်နေတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ အလားတူပဲစတေမာလာ28ရက်နေ့မနေ့ည8:00နာရီခွဲမှာလေတန်တွဲမျိုးအမှတ်လေးရက်ွက်ဒေတာအခွန်ညောင်ပင်စေးရက်ွက်ကိုစစ်တပ်ကလေကြောင်းကနေဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်ဒေတာခန်တရနေရမာတွေပွေးချင်းပြီးတင်ဆောင်ပြီးတော့9ရောက်ထိခိုက်တရာရရှိခဲ့လို့ဒေတာခန်တွေစီကသိရပါတယ်။ ူတို့ပထမတုန်းကျချိန်မှာအောက်ကိုဆင်းတဲ့ယောက်ျားကအကုန်လုံးကိုမောက်ခိုင်းကြတယ်။သူကကျတော့အဲ့သူ့မျိုးသမီးရဲ့အပေါ်မှာသူကထပ်မောက်ထားတာ။သူ့မျိုးသမီးကိုထိမာရဲပြီးတော့မွေးလာမဲ့ကိုဝင်ထိလိုက်မှာဆိုသူကထပ်အောင်ထားတာ။ကျတော့နောက်တစ်လုံးကအဲ့တက်တက်ကြတော့အိမ်ပျက်စီးသွားတော့အဲ့ပျက်စီးသွားတဲ့အပျက်စီးတွေကသူ့အပေါ်ကျတာပေါ့နော်။ကျတော့သူ့မျိုးသမီးကတော့ဒဏ်ရာအဲ့လိုဖြစ်မရဘူး။ဒဏ်ရာမရပြီမဲ့လေစိတ်တရားရသွားတာပေါ့နော်။သူ့ရဲ့အပေါ်မှာသူ့အကောင်ကလေးနဲ့သူ့ယောက်ျားဆုံးသွားတာ။တယောက်ကတော့ကွန်ရှင်မီးပေးသွားတာပေါ့။ရော့ဆယ်က မရတော့တန်ရရသွားတာပေါ့လေအဲကလေးနှစ်ယောက်ကတော့တန်ရပြင်းနေပြင်းနေဆိုတာမျက်နှာလေးမှာဒီတော်တော်ပြင်းပြင်းထန်ထန်လေးရတာတဲ့နေတာရှိတယ်လက်ရှိမှာဆေးဝါးကူတာနိုင်ဖို့အတွက်အရေးပေါ်အကူအညီတွေလိုအပ်နေပြီးကူညီထောက်ပံ့ပေးစေလိုတယ်လို့ဘုံချင်းခရရတဲ့မိသားစုဝင်တဲ့နှိမ့်ဆက်သူတယောက်ကပြောပါတယ် အလားတူပဲစင်မာလာ26ရက်နေ့ညနေ4နာရီဝန်းကျင်မှာတောင်ကုန်းမြို့ကဲမိုင်ရက်ွက်မှာရှိတဲ့စကခ9အနီးတက်ဦးဖုံးတော်ကြီးတောင်းကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ပေါင်900ဘုံတလုံးကျေးချတိုက်ခိုက်ခဲ့ပြီးတောင်းဆောင်တစ်ခုလုံးပျက်စီးသွားခဲ့ပါတယ်။အခုလိုဘုံကျေးခံခဲ့ရတဲ့တန်ရွင်းနဲ့တောင်ကုန်းအပါအဝင်အရခတဲ့တော့အေအေထိန်းချုပ်ထားတဲ့အဲနဲ့ကော်ရိုဟာစစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ရခိုင်ကမြို့နယ်9မြို့နယ်ထဲမှာပါဝင်နေတာပါ။ ပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတာကတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ရဲ့အထွေထွေအတွင်းရင်းမှုဦးမျိုးကျော်ကတုံ့တက်ပါတယ်။ရခိုင်မှာတော့ဒီလိုကျပါမယ်ဒီအထူးရောင်ရွေးကောက်ပွဲဟာဖြစ်လာနိုင်မယ်လို့မထင်ဘူးဗျ။တော်တော်လေးကိုခက်ခဲနေတယ်။ဘာဖြစ်လို့လဲဆိုတော့အခုလိုပဲသူတို့ထိမ့်သိမ်းနိုင်တဲ့ခါကသုံးညနဲ့ပဲရှိရယ်။ကြံတဲ့သူတို့ အတန်ပေးလိုက်တယ်ဆိုရဲမြို့နယ်တွေကိုလည်းလေရင်နဲ့နေပြီးတော့ပုံချေတယ်။ဒါမဲ့အဲ့ဒီသူတို့ရွေးကောက်ပွဲထားပြီးတော့လုံမယ်ဆိုရဲမြို့နယ်မဟုတ်တဲ့ဟာဥမာပုံသွင်းကျွန်းတို့ကြောက်တော်တို့တခြားမြို့နယ်တွေကိုလည်းကျဲပါတယ်။ဟုတ်ကဲ့ဒါကတော့အဲသူလက်အောက်မှာမရှိဘူးသူတို့မထိမ့်သိမ့်နိုင်တော့လက်လွတ်လိုက်ရတဲ့နေရာတွေမှာလည်းလူစုစုမြင်တာနဲ့ရာသူတို့တတ်မှတ်ပြီးတော့ တ်ဖြတ်နေတယ်အကျန်းဖက်နေတာတွေရှိပါတယ်အဲလိုအကျန်းဖက်ပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဟာကဘယ်လိုမှတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာမှာမဟုတ်ဘူးအဲလိုမျှတတဲ့ရွေးကောက်ပွဲတစ်ခုဆိုတာကတော့ဒီလိုရခိုင်မှာဖြစ်လာမှာမဟုတ်ဘူးလို့ပဲအမှတ်ချက်ပေးလို့ပါတယ် စစ်ကောင်စီလက်အောက်ခံရွေကောက်ပွဲကော်မရှင်ကရွေကောက်ပွဲမတင်ပါဖြစ်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်၈ခုကမြို့နယ်56ခုကို ပြီးခဲ့တဲ့စတေမာလာဆီလီယန်နေကထုတ်ပြန်ကြေညာခဲ့ပြီးအဲ့ဒီထဲမှာရခိုင်ကအန်ခေါ်တောင်ကုန်းနဲ့တန်တွဲမြို့နယ်တွေလည်းမပါဝင်ခဲ့ပါဘူး။လာမယ့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကရွေကောက်ပွဲပထမပိုင်းကိုပြုလုပ်တော့မှာဖြစ်ပါတယ်။ကျွန်မကေခိုင်ပါ။